Daily Trading Channel နေပြီးတော့ပြန်လဲကြိုဆိုပါတယ်ဒီနေ့ကျွန်တော် sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာတော့ဒီ Group 1 Candlestick အောက်မှာရှိတဲ့ TikTok Candlestick အကြောင်းပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီ TikTok Candlestick အကြောင်းကိုအသေးစိတ်ကြည့်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့ကျွန်တော်အနေနဲ့ကြံပြုချင်ပါတယ်နောက်တစ်နောက်တစ်ဗီဒီယိုဒီမှာလဲကျွန်တော်ဒီ Candlestick အကြောင်းကိုအသေးစိတ် sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ဒီ Billy Facebook page နဲ့ YouTube channel ကို like and subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီ TikTok အကြောင်းကိုဆက်ပြီးတော့တွားကြည့်အောင် ဒါဆိုရင်ကျွန်တော်တို့ပထမဗီဒီယိုတုန်းကကျွန်တော်တို့လေ့လာခဲ့တဲ့ဒီ candlestick ရဲ့အခေါ်ပေါ်လေးပေါ့နော်ဒါဆိုရင်ဒီမှာကျွန်တော်ပြန်ပြီးတော့မှ recap လုပ်ပေးမယ် candlestick တစ်ခုမှာဆိုရင်ဘာရှိမှာလဲဆိုရင်သူရဲ့ open price ရှိမယ် closing price ရှိမယ်ပြီးရင်သူရဲ့ body ရှိမယ်ပြီးရင်သူရဲ့ low price ရှိမယ် lower shadow upper shadow high price ဆိုပြီးတော့ရှိမယ်ပေါ့နော်ဒါဆိုရင်ဒီ ကန်ဒီတော်ကီလို့ခေါ်တဲ့ characteristic သူ့ရဲ့ characteristic ပေါ့နော်သူ့ရဲ့ပုံစံကဘယ်လိုရှိလဲဆိုတော့သူကသူ့ရဲ့ open price နဲ့ closing price ကမဆိုစလောက်လေးပဲကွာဟနေတယ်။နည်းငယ်လေးပဲသူကွာဟနေတယ်။တချို့တလေကျတော့လုံးဝသတ္တုနိပါဖြစ်သွားတာပေါ့နော်။ဒီ body ကမရှိတလောက်ဖြစ်သွားပြီးတော့မှ line တစ်ချောင်းလောက်ပဲပေါ်နေတာပေါ့နော်။သူမှာဘာရှိလဲဆိုရင် lower shell ရှိမယ်။ upper shell ရှိမယ်။တစ်ခါတလေလည်းရှိရင်ရှိမယ်။တစ်ခါတလေလည်းမရှိဘူးပေါ့နော်။ဒါကြောင့်ဒါပေမဲ့သူ့ရဲ့ body ကလုံးဝတေးနေတာကိုကျွန်တော်တို့ဒီ kinetic ကိုမြင်တာနဲ့ဒီဟာက docky kinetic ဆိုတော့ကျွန်တော်တို့သိနေရမှာပေါ့နော်။ ဒီအဓိကဒီမှာ topic candidate မှာကျွန်တော်တို့သတိထားရမှာကသူ့ရဲ့အယောင်ကကြတော့အရင်အရေးမကြည့်ဘူးဒါပေမဲ့သူ့ရဲ့နေရာပေါ့နော်ဘယ်နေရာမှာသူဖြစ်ပေါ်နေရလဲ up trend ရဲ့အဆုံးမှာလား down trend ရဲ့အဆုံးမှာလားစသဖြင့်ပေါ့နော်ဒီလိုမျိုးနေရာကိုကျွန်တော်တို့တွားပြီးတော့ကြည့်ရမယ်သူ့ရဲ့အယောင်ကကြတော့အရင်အရေးမကြည့်ဘူးဒါပေမဲ့ကျွန်တော်တို့ဒီအယောင်ကိုကြည့်လိုက်တဲ့အခါဆိုရင်ကျွန်တော်တို့ကဘယ်သူကအားသာနေရလဲဆိုတော့ကျွန်တော်တို့သိနေရမယ်ခုနက ကျွန်တော်ပြောခဲ့တဲ့ topic အကြောင်းကိုပြန်ပြီးတော့ကောက်ရမယ်ဆိုရင်ဘာလို့ဒီကန်ဒီ topic candidate ဖြစ်ပေါ်လာတာလဲဆိုတော့သူ့ရဲ့ body ရောအရင်အသေးနေတာဒါဘာလို့ဆိုလိုတာလဲဆိုတော့ဘူးနဲ့ဘဲချားမှာအပြိုင် fight နေကြတယ်ဆိုတာကိုဆိုလိုတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကဘူးကအပေါ်ကိုဆွဲတင်သွားတယ်ပရိုက်ကိုအထက်ကိုဆွဲတင်သွားတယ်အဲ့ဒီအချိန်မှာဘဲတွေကအောက်ပြန်ဆွဲချတယ်ဘဲအောက်ဆွဲချတဲ့အချိန်မှာဘူးတွေကပြန်ဝင်လာဝင်လာပြီးတော့မှအထက်ကိုပြန်ဆွဲတင်နှစ်ဖက်လုံးကအားပြိုင်နေကြတဲ့အခြေအနေပေါ့နော်အဲ့ဒီလိုမျိုးအခြေအနေဖြစ်ပေါ်တဲ့အခါမှာပတုပတုမှအသာမရပဲနဲ့ ဒီ candlestick ကသူ open လုပ်ခဲ့တဲ့ price နဲ့ closing ဖြစ်တဲ့ price ကအရန်ကိုကွာဟမှုနေတဲ့ခါကျတော့သူရဲ့ body ကမရှိသလောက်ဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုး boo နဲ့ဘဲမှာ boo နဲ့ဘဲချဖိုက်လိုက်တဲ့ခါမှာအတူတူမှအသာစီမရဘဲနဲ့သူကဘာဖြစ်လဲ open price နဲ့ closing price ကအနေအချင်းလေးပဲကွာသွားတဲ့အတွက်ကြောင့်မလို့ဒီ candlestick ဒီ tokyo လို့ခေါ်တဲ့ candlestick ဖြစ်ပေါ်လာတာပေါ့နော်ဒါပေမဲ့ color ကအရေးမကြီးဘူးဆိုပေမဲ့ကျွန်တော်တို့သတိထားရမှာကတကယ်လို့အစိမ်းအောင်ဖြစ်နေရစင်ဒါကျွန်တော်တို့ဘာလဲ open price ထက်မှာပါ closing price ဖြစ်တယ်ဒါကြောင့်မလို့ open ထက် closing price ကမြင့်တာဖြစ်တဲ့ဒါကြောင့်မလို့ဘူးတွေကလေးတာနေရပေါ့နည်းနည်းလေးလေးတာနေပေါ့နော်တကယ်လို့ဒါအနီအောင်စင်တော့ဒီဘဲတွေကအနည်းငယ်အလေးတာနေတယ်လို့ကျွန်တော်တို့မှတ်ယူလို့ရတယ်ပေါ့နော်ဒါကတော့အဓိကဒီကနေဒီ talking kinetics အကြောင်းရဲ့သူ့ရဲ့ဒီ psychology ပေါ့နော်သူ့ရဲ့ behind the scene မှာရှိနေတဲ့ဒီသူ့ရဲ့အယူအဆတွေပေါ့နော်ဆိုတော့ကျွန်တော်တို့နောက်ထပ်သွားကြည့်အောင်โอเคခုနကကျွန်တော်ပြောခဲ့သလိုပဲပေါ့နော်ဒီ တော့ကီကနက်စတစ်ဖြစ်ပေါ်ပြီဆိုရင်ကျွန်တော်တို့တီးထားရမှာကဘူးနဲ့ဘဲကြမှာပါဖြစ်လဲဖိုက်နေကြတယ်ဘတုဘတုမှာအသာစီမရပဲနဲ့ open price နဲ့ closing price ကထပ်တူနေပါလောက်ကြားရမဆိုးစလောက်လေးပဲဟာဟာတော့တဲ့ကြောင့်မလို့သူ့ရဲ့ body ကအရန်ကိုတေးငယ်နေတာပေါ့နော်ဒါဆိုရင်ဒီမှာကျွန်တော်နှုတ်လေးနဲ့ကျွန်တော်ပြထားတယ်အဲ့လိုလဲဆိုတော့ဘူးတွေက price ကိုဆွဲတင်တယ်ဘဲတွေက price ကိုပြန်ပြီးတော့ဆွဲချတယ်အဲ့ဒီချိန်မှာဘာလဲဘာဖြစ်လဲပြန်ဖိုက်နေကြတယ် တရတရပြီးပြီးဆုံးသွားတဲ့ခါမှာဘတုဘတုမှအသာစီမရပါနဲ့ဒီ docky ဆိုတဲ့ candlestick body တသေးလေးဖြစ်ပေါ်လေပေါ့နော်တကယ်လို့ဒါစိမ်းအောင်ဖြစ်နေရဆိုရင်ကျွန်တော်တို့တီးထားရမှာကဘူးတွေကအနှဲငယ်အသာရတယ်ဆိုတော့ကျွန်တော်တို့တီးထားရမယ်တကယ်လို့ဒါအနီအောင်ဖြစ်တဲ့ဆိုရင်ဘဲတွေကအနှဲငယ်အသာရနေရဆိုတော့ကျွန်တော်တီးရမယ်ပေါ့နော်ခုနကျွန်တော်ပြောခဲ့တယ်ပါလေဒီ color ကအရေးမကြီးဘူးဒါပေမဲ့သူ့ရဲ့ location ပေါ့နော်သူ့ရဲ့ဖြစ်ပေါ်တဲ့နေရာကအရေးကြီးတယ်ဆိုတာဒီမှာကျွန်တော်နှုတ်လေးနဲ့ကျွန်တော်ဒီမှာပြထားပေးတယ်တကယ်လို့ဒါဒီ docky candlestick က uptrend ရဲ့အဆုံး uptrend ရဲ့ peak နေရာမှာဖြစ်ပေါ်နေရဆိုရင်ဒါကျွန်တော်တို့တီးထားရမှာကဒီဘူးသမားတွေကသူတို့တောက်လျှောက်တောက်လျှောက် control လုပ်လာတာအဲ့ဒီချိန်မှာဘဲတွေကဝင်လာပြီးတော့မှ ဒီ plate ကိုဆွဲချတယ်အဲ့ချိန်မှာဘူးတွေလည်းဆွဲတင်ဖို့စူးစမ်းတယ်အဲ့လိုမျိုးစူးစမ်းနေရင်လည်းဒီဘူးနဲ့ပဲကြမှာအပြိုင်ဆိုင်ဖြစ်ပြီးတော့မှဘတုဘတုမှအသာစီးမရပဲနဲ့ဒီဒီ stop plate ကအဲ့ဒီနားလေးတင်သွားရက်နေရပါတော့เนาะ federation သွားမယ်ဆိုတာကျွန်တော်တို့မသိမသိနိုင်ဘူးပေါ့เนาะဒါကကျွန်တော်ဒီ app frame မှာဖြစ်ပေါ်တဲ့ခါကျရင်ကျွန်တော်တို့တည်ထားရမယ့်သူရဲ့ psychology ပေါ့နော်။ Okay နောက်တစ်ခုကကျွန်တော် at bottom ပေါ့နော်။ဒီ down trend မှာဒီ talking kinetic ဖြစ်ပေါ်တဲ့ခါကျရင်ကျွန်တော်တို့တည်ထားရမှာကဒီ down trend ဖြစ်တဲ့အတွက်ကြောင့်မလို့ဘဲတွေက down ရှောင်း down ရှောင်းပါဖြစ်လဲ market ကို control လုပ်ထားတယ်။အဲ့ဒီချိန်မှာသူ ဒေါင်းထရန်ကိုဆင်းလာဆင်းလာပြီးတော့မှအောက်ခြေရောက်တဲ့ခါမှာဒီတော့ကီလိုခေါ်တဲ့ဒီကနေ့စစ်လေးဖြစ်ပေါ်နေရစဉ်ဒါကျွန်တော်တို့သိထားရမှာကဒီ market ထဲကိုဘယ်သူတွေဝင်လာပြီလဲဆိုတော့အဘူးသမားတွေဝင်လာပြီဘဲတွေနဲ့အပြိုင်သူ fight နေလဲဆိုတော့ကျွန်တော်တို့သိနေရမှာပေါ့နော်ဒါကကျွန်တော်ဒီ candlestick ကိုကြည်တာနဲ့ကျွန်တော်တို့ချက်ချင်းကျွန်တော်တို့ရဲ့အကောင်ထဲမှာရှိနေရမယ့်ဒါ sand ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီအတပြင်သူ့မှာဘာတွေရှိသေးလဲဆိုရင်တကာတလေဒီ toky candlestick တွေက side way market မှာဆိုရင်သူက တောက်ရှောင်း cluster လိုက်ဖြစ်ပေါ်နေတာပေါ့နော်ဒီ token ကလည်းတခုတည်းမဟုတ်ပဲနဲ့၃လေးခုလောက်သူကတောက်ရှောင်းရက်တွေကြာကြီးဒါမှမဟုတ်ဒီရက်တစ်ပတ်တစ်ပတ်အကြာကြီးသူကဖြစ်နေတာပေါ့နော်အပေါ်လဲသူက up trend လည်းမသွားဘူး down trend လည်းမသွားဘူးနဲ့ sideway သွားနေတဲ့ဟို market အခြေအနေတွေလည်းရှိတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဥပမာအနေနဲ့ကျွန်တော်တို့ကြည့်အောင်ဒါကကျွန်တော်ကျွန်တော်ဒီအစိမ်းအောင်နဲ့ပြထားတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ကဒီ candlestick ကို bullet doggy candlestick လို့ကျွန်တော်ခေါ်တယ်ပေါ့နော်ဒါကကျွန်တော်တို့ဒီမှာဥပမာနဲ့ကျွန်တော်ပြထားတယ်ဒီမှာကျွန်တော်တို့တွက်ကြည့်လိုက်မယ်ဆိုရင်ဒီ candlestick တစ်ခုရဲ့အစ open price မှာဒေါ်လာ100နဲ့တူ စီကွဲကိုစာဖွင့်တယ်အဲ့ဒီအချိန်မှာဘဲသမားတွေကဝင်လာတယ်ဝင်လာပြီးတော့မှ price ကိုဆွဲချပါတယ်ဘဲတိဆွဲချသွားတယ်ဒီ low price ဒေါ်လာ95ထိသူဆွဲချသွားတယ်အဲ့ဒီအချိန်မှာဘူးသမားတွေကဒေါ်လာ95ရောက်ရင်ဝင်မယ်ဆိုပြီးတော့မှစောင့်နေတယ်ဘူးသမားတွေကဝင်လာပြီးတော့သူ price ကိုပြန်ပြီးတော့ဆွဲတင်တယ်ဘဲတိဆွဲတင်သွားတယ်ဆိုတော့ဒီ high price ဖြစ်တဲ့ဒေါ်လာ105လောက်ထိသူဆွဲတင်သွားတယ်အဲ့ဒီအချိန်မှာဘဲသမားတွေကလည်းပြန်ပြီးတော့5 5ပြီးတော့ price ကိုပြန်ပြီးတော့ဆွဲချတယ်ဆွဲချလိုက်တဲ့အခါမှာသူက ဖွင့်စေဖြစ်တဲ့ဒေါ်လာ100အောက်ကိုမရောက်ဘဲနဲ့ဒေါ်လာ100ရဲ့အထက်မဆိုးစလောက်လေးပဲသူရပ်တန့်သွားတယ်ပေါ့နော်ရပ်တရပ်တာပြီးဆုံးသွားတဲ့ခါမှာသူကဒေါ်လာ100လောက်နဲ့သူရပ်တန့်သွားတယ်အဲ့ဒီအချိန်မှာ open price closing price က open price ရဲ့အထက်မှာဖြစ်ပေါ်နေတဲ့အတွက်ကြောင့်မလို့ဒီတရက်တာမှာဒီ candlestick ကဘာဖြစ်သွားလဲဆိုတော့အစိမ်းရောင်ဖြစ်သွားတယ်ဒါပေမဲ့ဘဲတွေက pressure ရှိနေတော့ပဲဘူးတွေက totally control မလုပ်နိုင်ဘူးမဆိုးစလောက်လေးပဲသူအားတာတယ်ဒါကြောင့်မလို့သူရဲ့ price ချာနာခြင်းကဘယ်လောက်လဲရှိရဆိုရင်10ဒေါ်လာလောက်ပဲချာနာလေးပေါ့နော် open price နဲ့ closing price ကဒါဆိုရင်ကျွန်တော်တို့ဒီလိုမျိုး candlestick ဖြစ်ပေါ်တဲ့အခါကျရင်အဓိကကျွန်တော်တို့က color ကအရင်ရေးမကြည့်ဘူးအဓိကကလည်း location ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ location ကိုတွားပြီးတော့မှ example နဲ့တွားပြီးကြည့်အောင် ဥပမာဒါ stock ပေါ့နော် stock market မှာရှိတဲ့ Google Google ရဲ့ candlestick chart ကိုကျွန်တော်ဥပမာအနေနဲ့ပြထားတာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီမှာ second နဲ့ရောင်လေးနဲ့ကျွန်တော်ပြထားတယ်။ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ဒါ down trend နဲ့သူတက်လာတယ်ပေါ့နော်။အခု sorry up trend ပေါ့နော်။သူပြင်းနဲ့သူတက်လာ။ဒါကျွန်တော် weekly နဲ့ကြည့်တာဖြစ်တဲ့ကြောင့်မလို့သူရဲ့ဒီ duration တွေအရင်ကိုဟိုဖြစ်နေကြည့်နေရပါဘောနော်ဥပမာဒီမှာဆိုရင်ကျွန်တော်တို့တွေ့ကြည့်လိုက်တဲ့ခါဆိုရင်ဒါဆိုရင်သူက down trend နေပြီးတော့သူ sorry up trend မှာဆိုရင်ဒီမှာ peak ရောက်သွားတဲ့ခါမှာဆိုရင်ကျွန်တော်တို့တိတိလေးပဲကျွန်တော်မြင်နေရတယ်အဲဒါအနည်းနှခုကြားရဲ့ကြားမှာဖြစ်တဲ့အစိမ်းအောင်အပေါင်းလက္ခဏာလိုမျိုးပဲဖြစ်ပေါ်နေဒီလိုမျိုးဖြစ်ပေါ်ပြီးဆိုရင်ခုနကကျွန်တော် sharing လုပ်ခဲ့တဲ့လိုပဲ ဒါကဒီ market tag ကိုဘယ်သူတွေကဝင်လာပြီလဲဆိုတော့တောက်လျှောက်တာဘူးတွေ control လုပ်လာတာဒီဒီအောက်ခြေကနေပြီးတော့မှသူ upline ကိုသူဆွဲဆွဲတင်သွားတယ် price တွေကိုသူဆွဲဆွဲတင်ပြီးတော့ဒီထိရောက်သွားတယ်အဲ့ဒီချိန်မှာဒီ docky's recognition stick tip ပေါ်လာပြီဆိုရင်ကျွန်တော်တို့စိတ်ထဲမှာမှတ်ထားရမှာကဒီ market tag ကိုဘယ်သူတွေကဝင်လာပြီလဲဆိုရင်ဘဲသမားတွေကဝင်လာပြီဘူးတွေနဲ့ level သူပြန်ပြီးတော့ fight နေပြီဆိုတော့ကျွန်တော်တို့တီးထားရမှာပေါ့နော်ဒါဆိုရင်ဟိုနောက်တစ်ရက်ဖြစ်တယ်ဒီမှာအနီးရောင် connect stick သူရဲ့ body ကအရှိရေးပဲဖြစ်ပေါ်နေပြီဒါတို့သူကကျွန်တော်တို့ signal ပြနေပြီဒီ candlestick ဖြစ်ပေါ်ပြီဆိုရင်ဒီအကြောင်းကိုကျွန်တော်အနောက် video တွေမှာရှင်းပြဟိုအသေးစိတ်ရှင်းပြမယ်ပေါ့ဒီဒါမှမဟုတ်ဒီမှာအကြောင်းတုံးကျွန်တော်တော့ပြောလိုက်ပါမယ်ဒါဆိုရင်ဒီ docky candlestick ဖြစ်ပေါ်ပြီးတော့မှနောက်တစ်ရက်မှာဒီ candlestick blue candlestick အရှိရေးဖြစ်တယ်သူရဲ့ body ကလည်းအရှိရေးအရှိရေးဖြစ်နေရပေါ့နော်ပြီးတော့သူရဲ့ upper shadow နဲ့ lower shadow ကမဆိုးစလောက်လေးပဲရှိတယ်ဒါဆိုရင်ကျွန်တော်တို့စိတ်ထဲမှာတိထားရမှာကဒီ market ကို totally ဘယ်သူတွေက control လုပ်နိုင်ပြီလဲဆိုတော့ဒါကဘဲသမားတွေ control လုပ်နိုင်ပြီဆိုတော့ကျွန်တော်တို့သိနေရမယ်ဒါသူရဲ့ hint ပေါ့နော်သူ သူကကျွန်တော်တို့ hint ပေးနေပြီဒါဆိုရင်ကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆိုရင်ဒါ market က potentially ဒီ down trend ကိုသွားဖို့အလားအလာရှိနေပြီဆိုတော့ကျွန်တော်တို့သိနေရမှာပေါ့နော်နောက်တစ်ခုကကျွန်တော်ဒီမှာသူ့ရဲ့ down trend down trend ရဲ့အောက်ခြေမှာသူကဖြစ်ပေါ်တယ်ဒီမှာလည်းမဖြစ်လဲစင်ဒီ donkey candlestick လေးတစ်ခုဖြစ်ပေါ်နေတယ်နောက်ပြီးတော့မှနောက်တဲ့တရက်နဲ့ရက်သုံးရက်လေးရက်နဲ့မြောက်မှာသူက bull candlestick အကြီးကြီးဖြစ်ပေါ်နေတယ်အဲ့ bull candlestick ကသူ့ရဲ့ upper shadow lower shadow လည်းမစိုးတလောက်နေပဲရှိတယ်ပေါ့နော်သူ့ရဲ့ body ကအရင်ရှိနေဒါဆိုရင်ကျွန်တော်တို့သိထားရမှာကဒီ market ထဲကိုတောက်လျှောက် ဘဲသမားတွေက control လုပ်လာတာ control control လုပ်လာပြီးတော့မှဒီချိန်နေရောက်တဲ့ချိန်မှာဘူးသမားတွေကဝင်လာပြီးတော့မှဘဲသမားတွေနဲ့အပြိုင် fight နေရပေါ့နော်အဲ့ဒီချိန်မှာဘသူကဒီပထမချိန်မှာတော့သူကအာမတာသေးပေါ့နော်အပြိုင် fight နေကြတယ်နောက်တစ်ရက်မှာကျတော့ဘူးတွေကဘဲတွေကပြန်ပြီးတော့ control လုပ်တော့ kinetic ကအနေအောင်ဖြစ်သွားတယ်နောက်တတိယမြောက်နေ့မှာကျတော့ kinetic အစိမ်းအောင်ဖြစ်တယ်ဘူးသမားတွေကပြန်ပြီးတော့ control လုပ်တယ်နောက်တစ်ရက်မှာဘဲတွေကပြန်ပြီးတော့အားတာပါဒါပေမဲ့၄ရက်နေ့မြောက်နေ့မှာကျတော့ဘာဖြစ်လဲဘူးသမားတွေကလုံးဝအားတာပါသူရဲ့ losing pride ကပြီးခဲ့တဲ့၃ရက်ရဲ့ attack ကိုပိတ်သွားတယ်ပေါ့နော်နောက်ရက်ဖြစ်တဲ့၅ရက်နေ့မြောက်မှာကျတော့သူကဒီ၄ရက်နေ့မြောက်ရဲ့ attack နာမှာဆို open ဖြစ်ပြီးတော့မှ closing price ကကျတော့ဒီ client တို့ရဲ့ attack ကိုပိတ်သွားတာဖြစ်တဲ့အကြောင်းမလို့ဒီ market ကိုကျွန်တော်တို့အနေနဲ့ confirm လုပ်နိုင်တာက bull တွေ totally control လုပ်နေပြီဆိုတာကျွန်တော်တို့ confirm လုပ်လို့ရတယ်ပေါ့နော်နောက်တစ်ရက်မှာဘာဖြစ်ပေါ်လဲဆိုတော့ဒီမှာဒါအတိအကျတော့ကျွန်တော်မပြောသေးဘူးပေါ့ဖြစ်ဆိုတာကျွန်တော် hammer ပေါ့နော် hammer ဖြစ်ပေါ်နေရဆိုရင်ဒါသူ့ရဲ့ down trend အဆုံးသတ်သွားပြီဆိုတာကိုထပ်ပြီးတော့မှ double confirm လုပ်နိုင်တဲ့ candlestick နောက်နောက်တစ်မျိုးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကြည့်လိုက်တဲ့ခါစဉ်ဒီအောက်ခြေရောက်သွားတဲ့ခါမှာဘယ်သူတွေက totally control လုပ်ပြီးတော့မှတစ်ခုပြန်ပြီးတော့ဆက်တင်သွားတာလဲဆိုတော့ဘူးတမားတွေကပြန်ပြီးတော့ market ကို control လုပ်သွားပြီဆိုတော့ကျွန်တော်တို့တည်နေရမယ်ပေါ့နော် ဒါဆိုရင်ကျွန်တော်တို့ example အနေနဲ့နောက်ထပ်ကျွန်တော်တို့တာကြည့်ရအောင်။ဥပမာဒါခုနကျွန်တော်ပြောခဲ့တဲ့ Google ပေါ့နော်။ဒါဒါခုန site ပေါ့ဒီမှာဆိုရင်သူအားကနေတက်လာပြီးတော့မှဒီအထက်မှာပဲဖြစ်နေဆိုသူ site market ဖြစ်နေတယ်။ဥပမာဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ Loki Connect တခုမဟုတ်ဘဲနဲ့သူကအများကြီးဖြစ်ပေါ်နေရပေါ့နော်။ဒါဆိုရင်သူရဲ့ cluster light သူဖြစ်ပေါ်နေတယ်။ဒါပေမဲ့ဒီချိန်မှာဘတုဘတုမှအသာစီမရဘူးပေါ့နော်။တောက်ရှောက်တောက်ရှောက်သွားနေဆိုတော့ဘယ်ကနေစလာလဲဆိုတော့ဒီမှာ December December အနေပြီးတော့သူကစလာ။စစစစလာပြီးတော့မှဘယ်ထိတောင်ဖြစ်သွားလဲဆိုတော့ January February လောက်ထိသူက ဒီ site way ပဲသွားနေရမှာเนาะဘာတူတူမှာအသာစီးမရပဲねဒီလိုမျိုး site way နဲ့ပဲသွားရတယ်။ဒါကကျွန်တော်တို့ဘာကိုကြည့်ပြီးတော့တည်နိုင်လဲဆိုရင်ဒီ docker candlestick တွေကိုကြည့်ရင်းနဲ့ကျွန်တော်တို့တည်နိုင်တယ်ပေါ့နော်။အခုကျွန်တော်တို့လေ့လာခဲ့တဲ့အကြောင်းအရာကဘာလဲဆိုတော့ကျွန်တော်တို့ docker candlestick ပေါ့နော်။ဒါဆိုရင် docker candlestick မှာဆိုရင်ကျွန်တော်တို့ပထမ point 1ကဘာဖြစ်လဲဆိုရင် recap လုပ်မယ်ဆိုရင်ကျွန်တော်တို့ point 1က docker candlestick မှာဆိုရင်သူ့မှာပဲသူ့မှာလည်းဒီ standard candlestick လိုမျိုးပဲသူရဲ့အခေါ်ပေါ်တွေကအတူတူပဲမတူတာပါလဲဆိုရင်သူရဲ့ body ကအရန်ကိုတေးပြီးတော့မှမဆုတ်ဆလောက်လေးပဲရှိတယ်ပေါ့နော်နောက်ဒုတိယ white 2ကကျတော့ပါလဲဆိုတော့ candlestick turkey candlestick မှာဆိုရင်သူရဲ့ color ကကျတော့အရန်အေးမကြည့်ဘူးဒါပေမဲ့အေးကြည့်တာပါလဲသူရဲ့ location ဒီ turkey candlestick ကဘယ်နေရာမှာဖြစ်ပေါ်တာလဲဒါကကျွန်တော်တို့လည်းအရန်ရေးကြည့်တယ်ပေါ့နော် okay နောက်တစ်ခု white number 3တကယ်လို့ဒါဒီ turkey candlestick က up trend ရဲ့ pick နေရာမှာစပြီးတော့မှဖြစ်ပေါ်နေပြီဆိုရင်ကျွန်တော်တို့တိထားရမှာကဘူးတမားတွေကသူတို့ control မလုံနိုင်တော့ဘဲနဲ့ဘဲတွေနဲ့ sharing လုပ်ပြီးတော့မှဘဲတွေနဲ့အပြိုင်သူတို့ fight နေရပြီဆိုတော့ကျွန်တော်တို့သိနေရမယ်ဘဲသမားတွေက market ထဲပေါ်ဝင်လာပြီဆိုတော့ကျွန်တော်တို့သိနေရမယ်ဒီလိုမျိုးအခြေအနေမှာဆိုရင် market trend ကဘယ်ကိုဦးတည်နေလဲဆိုတော့ကျွန်တော်တို့ကဒီ down trend ကိုဦးတည်ဖို့အများကြီးနေတယ်ဆိုတော့ကျွန်တော်တို့သိထားရမယ်ပေါ့နော်နောက် point number 4ကကျွန်တော်ကလည်းတကယ်လို့ဒါဒီ token candlestick တွေကဒီ down trend ရဲ့အောက်ခြေမှာဖြစ်ပေါ်နေရဆိုရင်ဒီဘဲသမားတွေကသူတို့လုံလုံလဲလဲ control မလုပ်နိုင်တော့ဘူးဘူးသမားတွေက market ထဲကိုဝင်လာနေပြီသူတို့နဲ့အပြိုင် fight နေပြီဆိုတော့ကျွန်တော်တို့သိထားရမယ်ဒီလိုမျိုးအခြေအနေမှာဆိုရင် market ရဲ့ trend က ဘယ်ကိုသွားတော့မှာလဲဆိုတော့ uptrend ကိုပြန်ပြီးတော့သွားတော့မယ်ဆိုတာကိုကျွန်တော်တို့စိတ်ထဲမှာကျွန်တော်တို့ဒီ candlestick ရဲ့ဒီ token candlestick ဖြစ်ပေါ်တဲ့ location ပေါ်မူတည်ပြီးတော့မှကျွန်တော်တို့သိထားနေရမှာပေါ့နော်โอเคဒါဆိုရင်တော့ဒီဗီဒီယိုကိုကျွန်တော်ဒီမှာပဲကျွန်တော်အဆုံးသတ်ချင်ပါတယ်ကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်နောက်တစ်လာမယ့်ဗီဒီယိုတွေမှာလည်းကျွန်တော်ဒီချန်ရှိနေတဲ့တော့ဒီ kinetic အကြောင်းလေးကိုအသေးစိတ် sharing လုပ်ပေးတော့မှာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ရဲ့ Billy Trading Facebook page နဲ့ YouTube channel ကို like and subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်